ဒါကကလောရဲ့၅ရက်တခါဈေးလို့ခေါ်တယ်။ဒါသူတို့ရဲ့ဒီမြို့ပြမြို့ပြဈေးပဲပေါ့။အဲဒီဈေးမှာ၅ရက်တခါသူတို့ကဒီလိုမျိုးဒီစိုက်ခန်းကြီးအများကြီးနဲ့လာဖွင့်တာပေါ့နော်။အဲဒီမှာဆိုရင်အနှွေးထဲလေးရှိတယ်။အင်ကြီးစိုက်နှန်းလေးတွေလည်းရှိရဲ့အကုန်လုံးပဲအစားတောက်တွေပတ်သက်အသီးတွေရောပန်းတွေရောအများကြီးပဲဒီမှာအနှွေးထဲလေးပေါ့။ကလောရဲ့တချို့နေရာလေးတွေမှာအနှွေးထဲလေးတွေကဈေးနည်းနည်းလေးတော့ အစားစားလေးရှိရဲဒီမှာကကြတော့သွားဈေးတတတယ်ပေါ့နော်အဲဒါဆိုအင်းရင်ဆိုင်တဲ့သူအဲ့ဒီဒီမျိုးသူလက်ရှိရှိရဲမျိုးလေကောင်မှရှိရဲဒီမျိုးပြဈေးထဲကိုပဲအဲ့ဒီမှာရှိတယ်မြလမ်းအတွေ့လမ်းတွေ့လမ်းတွေ့တိုင်းမှာကိုအကုန်လုံးကားရင်ပိတ်ပြီးတော့ဟိုပဲဟိုအကုန်လုံးဖွင့်လိုက်တဲ့တဘောမျိုးပေါ့နော်ရှောက်လမ်းနှစ်ဖက်နဲ့အသားငါးတွေလည်းရတယ်ဒီလိုမျိုးအအထည်တွေလည်းရတယ်နောက်အသီးရွက်ကစုံဥတွေခန်းချင်းဒီအယံပေါ်အဲ့ဒါလေးစီးစားချင်တဲ့သူတွေဆိုရင်တော့ဝယ် အဲတချို့ဒီအပြန်လက်ဆောင်ဝယ်ခြင်းတဲ့လူတွေဆိုလေမော်သီးတွေဆိုလည်းပေါ်မှာပေါ်ချက်တုံဖြူတွေလည်းရှိတယ်အာပန်းသီးတွေအစုံဒီဘက်လမ်းကြားတယ်လမ်းကြားတယ်အဟိုးထိတ်ပြီးရောသူကလေဒီဘက် crossing လမ်းကြားရောဂျန်ရှင်းနေရောအကုန်လုံးဈေးဒီကနေပြီးတော့ဘိုးဘက်ထဲလည်းဈေးအကုန်လုံးဈေးအဲဒီလမ်းကြားလမ်းကြားအကုန်မှန်းလားဟိုးရှေ့ရေးတယ် ီမှာဆိုရင်ကွန်ရွက်တွေကွန်တီးတွေကိုဒီလိုမျိုးလေးရောင်းတာတွေ့ရပါဘောเนาะဒါဆိုဘခောက်ဘခောက်ကိုအဲ့လိုအိတ်နဲ့ထိတာလုံးဝမပြုတ်တော့အတွက်လိုရဲချိန်မှာလိုထုတ်ထုတ်ပြီးရောင်းတာအဲ။အမ်းမိုက်တာပဲတစ်ခါမှအဲ့လိုမျိုးမတွေ့ဘူးဘောနီကိုကမတွေ့ဘူးတာဘောเนาะအဲ့လိုကြက်သွန်ဖြူတွေဆိုလို့ပုံလိုက်ကြည့်။ဒါဆိုရင်ဒါတက်အတက်ဦးပါလေတက်ပါလေပန်းမင်ပန်းမင်တက်ဦးလေအဲ့ဒါဆိုပန်းနေဆိုအစည်းလိုက်အစည်းလိုက်အများကြီးတောင်းပေါ်ဆိုတော့လေပန်းနေကတအားပေါ်တာဟာလန်ဆက်တာပဲ။ဒီမှာကြည့်ပါဦးပုံလိုက်ကြည့်။ ပြီးရင်ဈေးနားမှာရှိတဲ့ဒီဖျားကိုဖူးခဲဖို့မမေ့နဲ့နော်